ဘယ်အာမခံကုမ္ပဏီကအကောင်းဆုံးလဲဒီမေးခွန်းလေးကိုပြောရမယ်ဆိုရင်တော့တော်တော်လေးဖြေရခက်တယ်ပေါ့နော်အခုဆိုရင်အာမခံကုမ္ပဏီတွေကလည်းအများကြီးရှိနေတယ်နာမည်ကြီးတဲ့ကုမ္ပဏီတွေရောအဲလိုကရကုမ္ပဏီတွေရောရှိတချို့တလေကအာမခံကုမ္ပဏီကိုရွေးချယ်တဲ့အခါမှာကုမ္ပဏီရဲ့ brand တို့ claim process တို့နောက်တစ်ခုကတော့ကုမ္ပဏီရဲ့ capacity capacity တို့ဒါတွေကိုကြည့်ပြီးဆုံးဖြတ်ကြည့်လေးရှိဒါပေမဲ့ကျွန်တော် ကတော့ဒီနေရာမှာပြောချင်တာကတော့အာမခံထားသူတယောက်အနေနဲ့ဘယ်ကုမ္ပဏီကအကောင်းဆုံးလဲဆိုရင်ကိုယ့်ရဲ့လိုအပ်ချက်နဲ့ကိုက်ညီမဲ့ product ရှိတဲ့ကုမ္ပဏီကသာအကောင်းဆုံးလို့ကျွန်တော်ပြောချင်ပါအဲ့ဒီလိုမျိုး product ရှိတာကိုဘယ်လိုရွေးချယ်ရမလဲဆိုတော့အချက်လေး၃ချက်ကိုကျွန်တော်ပြောပြချင်ပါပထမတစ်ခုကတော့ cover ို့အတွက်လိုအပ်တဲ့ကာဘာကိုပေးနိုင်မဲ့ကုမ္ပဏီလိုအပ် product မျိုးလိုအပ်ပါတယ်ဥပမာပြောကြမယ်ဗျာအခုဆိုရင်ကျမကြီးအမားကန်ဒီအရန်လဲကောင်းတယ်ကာဘာတွေလည်းအများကြီးပေးထားတယ်ဒါကာဘာတွေအများကြီးပေးထားတဲ့အခါမှာဘာဖြစ်လဲဆိုတော့ premium ကြီးရလည်းအများကြီးပေးရတယ်တခါတလေကိုကကျမနေရတဲ့တဲ့အမကန်ဒီမလိုအပ်တဲ့ကာဘာတွေယူထားတယ်အမကန်ကုမ္ပဏီကိုပတ်စံမဲ့သွင်းလဲရတယ်ကိုဒီဒီ benefit ကိုရမှာမဟုတ် ဲ့တော့ကို့အတွက်ကိုလိုအပ်တဲ့ကာဗာမျိုးနဲ့ကိုက်ညီရာမျိုးပထမဆုံးရှာပါဒုတိယတစ်ခုကတော့ကျွန်တော်တို့ premium ဖြစ်ပါတယ်အ premium ကတော့အမောက်ခံကုမ္ပဏီကိုတွင်းလိုက်တယ်တခါတလေပြန်ရတာရှိတယ်ပြန်မရတာလည်းရှိတယ်ပေါ့နော်အဲ့တော့ကို့ premium ကြီးကကို့တွင်းလိုက်တဲ့အမောက်ညက်များနေပြီပြန်မရဘူးဆိုလဲနှမျိုးစရာရှိဒီအတွက်ကို premium ကိုဘယ်လိုမျိုး cover ဖြစ်နိုင်လဲပြီးတော့ကိုသွင်းတဲ့ premium ကြီးပေါ်မှာဘယ်လိုမျိုး short နိုင်တာတွေရှိလဲဆိုတာကို ထည့်သွင်းစဉ်းစားရမယ့် product တွေရှိပါတယ်။နောက်ဆုံးတစ်ခုကတော့ကိုယ့်ရဲ့ income level ပေါ့။ Amagan company က Amagan ထားမယ်ဆိုရင်အမြဲတမ်း premium ကြီးသွင်းနေရပါတယ်။ကိုသည်ဒီတစ်နှစ်မှာစီးပွားရေးကောင်းလို့ premium ကြီးကသွင်းနိုင်ပေမဲ့နောက်ထပ်နောက်ထပ်နှစ်တွေမှာလည်း premium ကြီးသွင်းဖို့ကိုစဉ်းစားထားမှာဖြစ်ပါတယ်။အဲ့တော့ကိုကကို income level နဲ့ကိုက်ညီတဲ့ဟာကိုသည် long term သွားမယ်ဆိုရင် long term long term ွင်းနိုင်မဲ့ပရီမီယံရေမျိုးရှိပါတယ်အဲ့တော့အဲ့သုံးချက်ကိုတေချာစဉ်းစားပြီးမှသာကိုနဲ့ကိုက်ညီတဲ့ product ရှိတဲ့ကုမ္ပဏီကကို့အတွက်အကောင်းဆုံးလို့ပြောလို့ရပါတယ်ဒီလို product မျိုးကိုလည်းအလုံးရှာတွေ့နိုင်ကြပါစေကျေးဇူးတင်ပါတယ်